မင်္ဂလာပါခင်ဗျာဇုံဘက်ထရီဆေးရစာပေမှာကျေးဇူးပါတယ်ကျွန်တော်တို့ဒီဂျူလာဘက်ထရီဝင်တဲ့အခါပေါ့နော်အဆစ်အင်ဒီကေတာလေးတွေအခမ်းမကြီးတာကိုတွေ့ဘူးကြမှာပါဒါက ဘက်ထရီမကောင်းလို့ဖြစ်တာလို့တချို့ကထင်နေကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဘက်ထရီမကောင်းလို့မဟုတ်ပါဘူးကုမ္ပဏီကနေဒီဘက်ထရီတွေအကုန်လုံးကိုအားလုံးတစ်ပြေးညီအဆစ်ထည့်တဲ့အာသွင်းနဲ့ပေါ့နော်ပြီးရင်သူတို့ကွန်တိန်နာပေါ်တင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့အချိန်မှာကွန်တိန်နာပေါ်သွားတဲ့အနေထားပေါ်မူတည်ပြီးအဆစ်နဲတာရှိသလိုသူတို့ရရှိတဲ့အပူချိန်ပေါ်မူတည်ပြီးတော့အဆစ်အခန်းတွေ level မမြင်ရောတာဖြစ်တတ်ပါတယ်ဒါကြောင့်ဒီလိုမျိုး tubular battery တွေ ဝယ်ပြီဆိုရင်ကျွန်တော်တို့ကပထမဆုံးအဆင့်နေထားကိုကြည့်ပါတယ်အဆင့်နေထားကိုကြည့်လို့အခန်းထဲနေဆိုတော့မှတော်တော်စံမဖြည့်သေးပါဘူးအရင်ဆုံးသုံးပြီးတော့အသင်းမှာတပတ်ကြာရင်ဘက်ထရီဒစ်စတီဝါတာဖြည့်ပြီးပါလို့မှားလေးရှိပါတယ်ခင်ဗျာဒီလိုကျူလာဘက်ထရီတွေတဲယူတဲ့နေရာပေါ်မူတည်ပြီးတော့အဆစ်အခဲမညီတာကြောင့်ဘက်ထရီသက်တမ်းကျဆင်းနိုင်လာမင်းမကျဆင်းနိုင်ပါဘူး ီဘက်ထရီတွေကိုကျွန်တော်တို့စသုံးပြီဆိုတဲ့အနေအထားမှာအားအပြည့်သွင်းမဲ့ acid ကိုတခြားဂရုစိုက်မဲ့ဆိုရင်သူ့ရဲ့တက်တန်တိုင်းပေါ့နော်တုံဆွဲတဲ့ပုံကလည်းမှန်ကန်မဲ့ဆိုရင်သူ့ရဲ့ပြင်းပြတက်တန်တိုင်းငါးနေနဲ့ရှင်းနေကြအတုံးပြူနိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စီမှာတော့ပြင်းပြတက်တန်နှစ်နှစ်ခွဲလောက်ဆိုရင်နည်းနည်းလေးအဲ့ဒါတက်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အထူးကကတော့ပုံမှန်သုံးနေတယ်။ဒါပေမဲ့ အာဝင်နေတာကိုမကြည့်လိုက်ဘူးအဲအာဝင်နေတာတခါတည်းကအသုံးများတော့တာဖြစ်တတ်တယ်အဲ့လိုမျိုးမှာကျွန်တော်ဒီ service မလုပ်လိုက်မိဘဲနဲ့ဘတ်ထရီကိုဒီတိုင်းပေါ့နော်ဆက်သုံးလိုက်မိတဲ့ဆိုရင်ဒါဘတ်ထရီကျနိုင်ပါတယ်ဒါပေမဲ့ကျူကလာဘတ်ထရီရဲ့သဘောကအားခဲတဲ့ဓာတ်ကိုလည်းကျွန်တော်တို့ဒီပုံမှန် acid ဦးတွေထက်အကောက်ဦးတွေထက်ခံနိုင်ပါတယ်အသုံးယူနိုင်အောင်လုပ်ထားတဲ့အတွက် အာခန်းယုံလည်းကတော့ကျွန်တော်တို့အိုးပြတ်မသွားပါဘူးအာခန်းနဲ့ကအစစ်ပဝါပြုတ်သွားမယ်အဲ့အစစ်ကိုမှန်အောင်လည်းမပြီးရင်အာကိုရိုက်သွင်းမယ်ဆိုရင်ကြက်ကြရှိပါတော့အာကိုအချိန်ကြာကြာလေးအာတချာသွင်းပြမယ်ဆိုရင်သူဒီပြန်ပြီးတော့ recover ဖြစ်ပါတယ်အသုံးပြုလို့ရနိုင်ပါတယ်ဒါပေမဲ့ဘယ်ဘက်ရှိလို့မဆိုခဏခဏအာခန်းနာမကောင်းလို့အစစ်ခဏခဏပြင်တာမကောင်းပါဘူးအဲအစစ် ြောနေကြစကားတိုင်းပဲပြောရရင် acid ပြောရင် plate ပြာလျှော့တတ်မယ် acid ပြင်းရင် plate ပြာမြန်မြန်ပွားပြီးတော့ပိုပြက်သွားနိုင်ပါတယ်။ဒါကြောင့်ချက်နိုင်မယ်ဆိုရင်တော့ acid indicator လေးတွေလည်းတတိပြုလို့ကျွန်တော်တို့ charging on watch ကလေးတွေကိုလည်းတတိပြုလို့ရပါတယ်။ဒီ tubular battery မှာပါတဲ့ acid indicator တွေဟာ acid ရဲ့ပါဝါအနေထားကိုပြတာမဟုတ်ပါဘူးအထဲမှာအရေးရှိမရှိကိုပြတာပါအဲ့ဒါကြောင့် ဒီ indicator တွေညီနေရုံနဲ့အထက်မှာ acid ရှိတယ်လို့သတ်မှတ်လို့မရပါဘူးဒီ acid အနေအထားကိုကျွန်တော်တို့ပုံမှန်လေးစမ်းသပ်တင်မယ်လို့အကြံပေးပါရစီခင်ဗျာ